ြန်တော့ဒီချိန်မှာကကျွန်တော်တို့ရန်ကုန်လဲတင်းရင်လဲတင်းပြီးသားဖြစ်မှာပေါ့နော်နော်အခုဆိုရင်အားလုံးသိတဲ့အတိုင်းပဲမြောက်ဒီမှာကြားပြတဲ့တိုင်ပတ်ဟုတ်တယ်နော်တခါကျွန်တော်တို့အဲ့မှာရှိတဲ့လက်နက်ကြိုက်တပ်ဖွဲ့တွေကလည်းဘယ်သူကဖားလဲဘယ်သူကငားလဲဘယ်သူကကြားလဲဘယ်သူကနွားလဲဆိုတာဘာမှမသိကြဘူးအဲ့လိုမျိုးဖြစ်တယ် နော်အဲ့တော့ကျွန်တော်တို့ကဒီအစင်လာရှိတဲ့တော်လိုင်းတစ်ဖွဲ့ကြီးတွေတော့ကျွန်တော်တို့ကယုံကြည်ပါတယ် KNU တို့ KNL တို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီအဖွဲ့စည်းတွေကခေါင်းဆောင်တချို့ ਨੇ နော်စစ်ကောင်စီရဲ့နေကြဆောင်တစ်ဖွဲ့တို့နော် DGBA တို့စောချစ်သူတို့ ਨੇ ကအရန်ကိုယင်းဒီလုံးဖွဲ့မှုတွေတွေ့ရတဲ့အခါကျတော့လူတွေကစိတ်မသက်မသာဖြစ်ရတယ် စိတ်မချမ်းသာဖြစ်ရတယ်နော်စဉ်းစားကြည့်တဲ့အခါကျတော့အဲ့တော့ဘာလို့စိတ်ပူကြလဲဆိုတော့ကျွန်တော်တို့တရားတော်မကင်းနိုင်ကြတော့ဘူးလားနော်အကျိုးခံစားခွင့်ရှိနေလို့လားဆိုတာကိုစိတ်ပူကြတယ်အဲပူမယ်ဆိုရင်လည်းသူတို့ပူတာကိုလည်းကျွန်တော်တို့ကစိတ်မဆိုးဘူးဘာကြောင့်လဲဆိုတော့အရာရာကကျွန်တော်တို့ကမေးခွန်းအမြဲတမ်းထုတ်နေရ เนาะအများတိုင်းရှာဖွေနေရမှာဖွေရှာနေရမှာဒါကြောင့်မလို့သူတေသနာဆိုလို့ရှိရင် research ဆိုပြီးတော့ဖြစ်တာဆိုတော့ဘာလဲဆိုတော့ search ကရှိမှာ search ဆိုတာကရှာဖွေခြင်းအဲ့ဒီမှာ re ဆိုတဲ့ပြန်လည်ရှာဖွေခြင်းထပ်မံရှာဖွေခြင်းဆိုတာเนาะဆိုတော့အဲ့လိုမျိုးဖြစ်တယ်ဖြစ်တော့ကျွန်တော်ဒေါ်လာရင်းအစနယူးဒေါ်လာရင်းအစမှာလေเนาะဒေါ်လာရင်းအစမှာလည်းဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမြန်မာပြည်အောက်ပိုင်းเนี่ยလူငယ်အများစုက အကင်းရည်ဒီသားကိုပဲသွားပြီးခေါ်လုံးတယ်ဒါကလည်းအကြောင်းမျိုးမျိုးရှိတာပေါ့နော်ဘာရှိလဲဆိုတော့ကျွန်တော်တို့အစင်လာရှိတဲ့ကျွန်တော်တို့ KNG လို့အဖွဲ့ကြီးကိုအားကိုးတာပါတယ်88အရေးခင်မှလည်းအများကြီးအထောက်အကူဖြစ်ခဲ့တယ်နော်ဘိုးချုပ်ကြီးစောဘူးများတို့ဘာလို့ဆိုတာကဒီလိုမျိုးအားကိုးယုံကြည်တဲ့အခါကျအဲ့ဘက်ကိုသွားကြတယ်ပေါ့လေခေါ်လုံးသွားခေါ်လုံးကြကျွန်တော်ကိုယ်တိုင်လည်းလူငယ်တွေကိုလှုပ်တော့အဲ့ဘက်ကိုကျွန်တော်လှုပ်တာပဲ။ဘာကြောင့်လဲဆိုတော့ ဒီအိုဘကေအီဘတ်တို့ဘာလို့လလမ်းမမီနော်လလမ်းမမီအဆက်အသွယ်လည်းမရှိဘူးအီအီဒီအနယ်ဓာရီကအဆက်အသွယ်မရှိတဲ့အခါကျတော့ KNU ဘက်ကိုသွားတာလမ်းကြောင်းတက်နေပေါ့ဗျာနော်လွတ်ခဲ့ကြတယ်ပေါ့လွတ်ခဲ့ကြတော့အဲ့ဘက်ဒီသားမှာအများကြီးပဲအခြေကြီးစိုက်တယ်လူငယ်လည်းအများကြီးပဲသွားတယ်နော်လူငယ်အများကြီးသွားတယ်သွားပြီးတော့ဒီထောက်ပို့တွေလည်းအဲ့မှာအများဆုံးပေါ့ဗျာသွားကြတယ်နော် အဲ့ဒီမှာကြာတော့နောက်ပိုင်းကြာတော့ဘယ်လိုဖြစ်လဲဆိုတော့အဲတင်တတ်တဲ့အုံမှာမလို့နော်ချိန်တော့ command တွေ train လုပ်နေသလိုနော်တခါခူလူကခွင့်မပြုလို့ဒီလူကခွင့်မပြုလို့ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ ਨੇ အဲ့ဒီဟာကနေပြီးတော့စောင့်လာလိုက်တာစောင့်လာလိုက်တာစောင့်လာလိုက်တာဆိုတာကအခုနောက်ဆုံးကြာတော့ဘယ်လိုဖြစ်လာလဲဆိုတော့အဲ့ဘက်ဒီသားချိုင်းမှာနော်မမေကြီးကဘာမှပုံမဖော်နိုင်တာကိုကျွန်တော်တို့တွေ့ရတာနော် တချို့တလေနော်ဟိုတချို့တလေအခွက်လေးတွေပေါ့လိုင်းပေါ်မှာအမြဲတမ်းအလူခံစားတဲ့အခွက်တွေတောင်မှဘာမှသေချာမလုပ်နိုင်နော်အဲ့လိုပုံစံမျိုးတွေရှိတယ်ဆိုတော့အခုကျွန်တော်တို့ဒီဆို၄ GB ကောနော်၄ GB ကောဆိုရင်လေတည်တဲ့အတိုင်းအာရှလမအီကိုထိန်းတာဆိုလို့ရှိရင်လည်းဘယ်သူကထိန်းတယ်လဲဘယ်သူကပြန်ဖွင့်ပေးလိုက်လဲအားလုံးပဲပြည့်တဲ့အတိုင်းပဲပေါ့ နော်အဲ့လိုအနေထားရှိတယ်ရှိရတဲ့အခါကျတော့အချိန်ဆိုတာကပွတ်တိုက်တယ်လीနော်အရင်တော့ကတော့စိတ် emotion နဲ့တွားတယ်တွားပြီးတဲ့အခါကျတော့သင်တယ်ဓာတ်မဲ့စစ်ပညာရဲ့သင်တယ်ပေါ့နော်သူတို့ညှော်လင့်တာတွေကဒီလိုပေါ့ဗျာနော်ညှော်လင့်ပြီးတော့ချမယ်ပေါ့ဗျာချမယ်ဆိုတဲ့အချိန်မှာဟိုမာကလည်းကိုယ့်ကိုလက်ခံထားဖို့ကြွေးဖို့ကအဆင်သင့်မဖြစ်ဘူးလीနော် တခါအိမ်မှာ policy တွေမူဝါဒတွေကလည်းမပြတ်သားဘူးရက်တီချက်တွေကလည်းမပြတ်သားဘူးဆိုတော့တခါလူငယ်ဆိုတာစိတ်နဲ့လက်နဲ့ခံစားချက်နဲ့တွားပြီးတော့ကိုရောက်တော့မချရပဲနဲ့နော်ဒီလိုမျိုးနေရတာကြားတဲ့ခါကျတော့တတိတိတတိတိနဲ့ဘာဖြစ်လာလဲဆိုတော့မြို့ပေါ်ပြန်တက်သွားတဲ့အခွက်တွေကပြန်တက်သွားနော်တခါထိုင်းဘက်ကရောက်သွားတဲ့လူတွေကရောက်သွားဒီလိုဖြစ်တဲ့တချို့ကြတော့လေနီးစပ်ရအဖွဲတွေပေါ့နော် နေစားအဖွဲ့တွေရှိကိုတွားပြီးတော့ခုံလုံပြီးတော့ပူပေါင်းသွားတယ်ပေါ့အဲ့တော့ဘာပဲပြောပြောပြနော်လက်နက်ကင်လမ်းစဉ်ကိုမစွတ်လော့ဖဲနဲ့တခြားနေစရာအဖွဲ့တွေတော်လန်နေတဲ့အဖွဲ့တွေကိုပူပေါင်းသွားတာကအမှန်ကန်တော်လန်နေရဲဆိုရင်ကျွန်တော်တို့ပြဿနာမရှိအဲ့လိုမှမဟုတ်ဘဲ DKB တို့ BGF တို့အဲ့ဘက်ဒီဘက်ရောက်သွားရင်တော့နှမျောဖို့အရာကောင်းတယ်တခါကျွန်တော်တို့နော်ထိုင်းဘက်ကိုရောက်သွားတဲ့အခါကျတော့လေ တချို့အဲ့မှာ time မှာဆက်ပြီးအလုပ်လုပ်တဲ့သူတို့ရှိတယ်လို့ချို့ကြလဲတတိယနိုင်ငံဆက်ထွက်ပေါ့ဗျာဒါမျိုးတွေဖြစ်အဲ့ဒါတွေကိုလမ်းလမ်းမမီတဲ့သူတွေကြတော့ဘာဖြစ်လဲဆိုတော့တချို့တွေကြားဖြတ်နေရောက်ကုန်နေဆိုတဲ့တဲ့တွေလည်းကြားတယ်နော်ဆိုတော့ပြောချင်တာကကျွန်တော်တို့ဒီလေးနှစ်ကျော်၅နှစ်အတွင်းမှာနော်ဒီကရင်ဒေသအစင်လာရှိတဲ့တိုင်းသားဒေသကြီးကရင်ခက်ကဆိုဒါချစ်ချစ်တဲတဲပဲလीနော် တကယ်ကိုစော်မယ်ဆိုတကယ်စော်နိုင်တဲ့အဖွဲ့ကြီးလေနော်မဲတဘောလို့မော်ဖူကီလို့နော်ဒေဘောဘူးလို့ဆိုတာကတကယ်တကယ်ကြတော့အမမကီအန်သူစကန်နေရကြစရာအချမ်းမရှိလေဒီ GB ကသက်စာဖောက်လို့ကြသွားတာလေအတွင်းလူပါလို့ကြသွားတာဟုတ်နော်ဟုတ်တယ်နော်ဆိုတော့ကတကယ်အစင်လာရှိတဲ့အဖွဲ့ကြီးတွေရှိတဲ့ဒေတာဆိုတော့အာကူကြခဲ့ကြတယ်အခုလောလောဆယ်တော့ဘယ်လိုဖြစ်လဲဆိုတော့အခါကျတော့အဲ့ဘက်ဒေတာမှာကတော့နော် အဲတိတိတတကြီးတွေပေါ့ဗျာနော် KIA လို1027လို EE လို့ဖော်ဆောင်နိုင်မှုတွေမရှိဘဲနဲ့ဖြောက်စိတ်ဖြောက်စိတ်ယူချာယူချာကွက်ချမှုအသေးလေးတွေလောက်ပေါ့လीနော်အရှလာမောက်ကျွန်တော်မပြောနော်အဲလုံနိုင်တဲ့အနေအထားရှိတယ်ဆိုရက်ကကြတော့ကျွန်တော်တို့ဆုံးရှုံးသွားတာတွေကဘာတွေလဲဆိုတော့ဘဝတွေအသက်တွေနော်နောက်ကကြလူအင်အားတွေနော် နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီဒီဟိုပါဗျာနော်ပတ်ဝန်းကျင်နည်းနည်းအတများစုလားမသိရှားလားကျွန်တော်ကလူရင်ရည်အချိန်နေနော်ဆုံးရှုံးတာပေါ့နော်တော်တော်ကျွန်တော်တို့တွေကဟိုမျောလင်းကြတယ်လीရင်းခဲ့ကြတာလी တကယ်လို့သာကျွန်တော်တို့ပြောလဲတဲ့အတိုင်းဖြစ်ခဲ့မယ်ဆိုရင်တော့ဒီချိန်မှာကကျွန်တော်တို့ကရန်ကုန်လဲတင်းရင်လဲတင်းပြီးသားဖြစ်မှာပေါ့နော်နော်ဒါမှမဟုတ်လဲမြို့ဝကျွတ်မော်အထိလဲတင်းပြီးဖြစ်ရင်ဖြစ်မှာပေါ့ကရင်စစ်မြေနာနဲ့ရခိုင်စစ်မြေနာနော်ဆက်ဆက်ပြီးသားဖြစ်ရင်လဲဖြစ်သွားမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မျောလင်းတယ်လို့အခုချိန်ကြီးတော့ဖြစ်မလာခဲ့ဘူးပေါ့ဖြစ်မလာခဲ့ဘူးဆိုတဲ့အခါကျတော့မနေ့ကအဲဆောင်းမရှင်ရဟာနဲ့ပဲဆောင်းမလေးနဲ့ပဲဆက်ဆက်ရမယ်ဆိုရင် ကျွန်တော်တို့အညာဒေသဘက်မှာကလာပြီးတော့အခြေဆိုင်တဲ့ဆယ်လီ ထောက်ပုလဲရှားတယ်လို့အညာဒေသကိုရောက်တဲ့ပတ်စံလဲရှားတယ်။ဒါပြင်ကျွန်တော်တို့အညာဒေသဆိုတာကလွန်တီးခေါင်ကြီးတွေများတယ်။တောတောင်တွေရှားတယ်နော်။နောက်တစ်ခါကျတော့အဲတောကြီးမြတ်မဲတွေရှားတယ်။ဆိုတော့အကွဲအကရှားတယ်ပေါ့နော်။အကွဲကရှားတဲ့အခါကျတော့ရန်သူကဘုံလာခြင်းရင်လည်းအလွယ်တကူခံရတယ် ပြီးတော့လဲတိုက်သူရှင်ဒီဟာတက်ကွင်းနေပဲပြောရမှာပေါ့နော်လေကွင်းနေရာကွင်းနေပဲရှိရခါကြတော့အညာသားလေးတွေခင်ဗျာနော်ဘယ်လိုဖြစ်လဲဆိုတော့တတော်လေးကိုခက်ခက်ခဲခဲစူးစမ်းရုံးကန်ရတယ်စစ်ကွင်းတင်ကြိုင်းစကိုင်းတိုင်းဆိုပြီးတော့လူဦးတော်လိုင်းအစအညာကလို့ပြောလို့ရတယ်ကျွန်တော်တို့အညာသားတွေရဲ့ပစိုးကွင်းလုံးတိုင်းနဲ့ကျပောင်ဖနက်လေးတွေနဲ့ဖနက်မပါဘဲနဲ့နော်ဒီလိုမျိုးနဲ့လုတ်ဆောင်ခဲ့တဲ့ကျွန်တော်တို့အညာဒီသားက စနစ်တကျပြုစုပြုထောင်ပြီးတော့အားပေးခဲ့တယ်ဆိုရင်ယနေ့အချိန်မှာเนาะဒီနေ့ကျွန်တော်တို့เนาะအညာဒေသမှာနှွာတဲ့သတင်းကောင်းတွေထက်အစတထောင်အစတထောင်အစတသိန်းကောင်းမွန်တဲ့ဟာတွေလုံနိုင်ခဲ့မှာပေါ့သို့တော်လည်းကျွန်တော်တို့ကမျောလင်းချက်တွေပေါ့เนาะမျောလင်းချက်တွေအဲ့ဘက်ဒေသမှာတွားပြီးတော့ပုံထားလိုက်တဲ့အခါကျတော့အထူးသဖြင့်ဥဆောင်မှုတွေပေါ့เนาะဥဆောင်တဲ့သူတွေ နော်နောက်ကကြာစီမံခန့်ခွဲတဲ့သူတွေအထူးသဖြင့်လက်နက်ကိုစီမံခန့်ခွဲဖို့ရှိတဲ့သူတို့ပတ်စံကိုစီမံခန့်ခွဲဖို့ရှိတဲ့သူတို့သူတို့ကအဲ့လိုမျိုးလုတ်လိုက်တဲ့အခါကျတော့အညာက၄နှစ်ကျော်၅နှစ်အထိကိုကောင်းကောင်းပန့်ပိုးမှုမရရှာအောင်နော်ပန့်ပိုးမှုမရရှာအောင်မရတဲ့အပြင်နော်မရတဲ့အပြင်ဘာဖြစ်သလဲဆိုတော့တင်းတက်ဖို့ကြိုးစားတာဒီခံရတယ်နော်အညာပေါက်လာတဲ့ဖြတ်ချမယ်ရိုက်ချမယ်ဆိုတဲ့ဟာမျိုးတွေ ဖြစ်တဲ့ပြင်နော်လက်နက်ကိုမရအောင် လုပ်တာနော်ဒါနော်ဒါနော်ကျွန်တော်တို့မမနုကြီးနဲ့ပတ်သုံးလုံးကလုပ်တဲ့ခါတွေနော်တခါလက်နက်ကိုအစမတန်ဈေးတင်ရောင်းတာနော်လက်နက်တွေကိုလည်းဘူးတော့ဘုရားခက်ကဟာဒီပြီးတာနော်ပြီးလို့ရှိရင်ဂျာမာဖြတ်ပြီးတော့အလူခံရတာဒီစက်ကောင်စီကိုလက်တွတ်ပြီးတော့တရင်ပြီးတာတွေဒါမျိုးတွေကနားမစမ်းအောင်ကြားရတဲ့ဒီပါ တကယ်တော့အညာဗမာဒီသားကိုစနစ်တကျပြုစုပြုထောင်ခဲ့မယ်ဆိုရင်ယနေ့အချိန်မှာကတော်လည်းကြီးကဒီချက်ပုံပြီးရှေ့ရောက်ပြီးအောင်မြင်မှုတွေဒီချက်ရှေ့ရောက်နေမှာအညာဒီသားမှာလည်းတကယ်ကိုငွားငွားဆွဆွနဲ့နော်အများကြီးအများကြီးစကိုင်းမှာဆိုတော်လိုင်းတစ်ခုတည်းအများကြီးပဲနော်မကွေးမန္တလေးဒီလိုပေါ့ဗျာရှိနေအနေဆုံးစကိုင်းတနေရာကိုစုစည်းမိပြီးတော့စနစ်တကျတက်ဆင်ပေးနိုင်အောင်မှာထိုးစကိုင်းတည် နော်ကချင်နဲ့စနေရကြဟန်ချက်ညီလုံနိုင်တယ်ဒီလိုမျိုးရှိတာနော်နောက်တစ်ခါကျတော့ဒီဘက်ကတရားနယ်တွေလို့ဘာလို့နဲ့မန္တလေးနဲ့အဲ့လိုမျိုးပေါ့ဗျာနော်ဆိုတော့တော်တော်လေကျွန်တော်တို့တွေ expectation ပေါ့ဗျာမျှော်လင့်ချက်တွေယုံကြည်မှုတွေပေါ့နော်အဲ့ဒါတွေကဟိုဘက်မှာသွားပြီးလုခဲ့တဲ့အခါကျတော့ယနေ့ချိန်မှာတော့ပေါ်လာပြီနော်အဲ့ဘက်မှာတိတ်အလုံးမဖြစ်ဘူးအဲ့တော့ကျွန်တော်ဒီနေ့ထပ်မှန်ပြီးတော့သတင်းစကားပေးချင်တာက ကျွန်တော်တို့ဒီအချိန်တော့တော်တော်နှောင်းသွားပြီသို့တော့ဒီတော့ပဲဆိုစီကျွန်တော်တို့အညာကိုပဲ give site ဖို့သတင်းပေးကြတယ်နော်သတင်းပေးကြတယ်ပို့ပြီးတော့ give site ဖို့ပါကျွန်တော်ဟာဒီလစ်လစ်ချူဖို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့အရင်တော့ကအညာကိုတကြက်ဖို့ give site ရင်အခုအညာကိုတရားဖို့ give site ပါနော်အခုအညာရဲ့လှုပ်ရှားမှုတွေကအရန်ကိုအသက်ဝင်လာတဲ့အပြင်အီအီရဲ့ဥဆောင်မှုနဲ့အညာရဲ့ထိုးစစ်တွေက ပုံမူပြီးတော့ရုံလုံးပေါ်လာနေပါတယ်။နော်အဲ့လိုမျိုးရှိတယ်။တခါတကယ်လို့သာအညာဘူးကျွန်တော်တို့ကစနေစကြစီမံခန့်ခွဲခဲ့မယ်ဆိုရင်အညာလဲသူ့ဒေသခံထွက်တဲ့အခွန်အကောက်တွေကိုစနေစကြစီမံခန့်ခွဲပတ်ဆက်နေရမှာတရားရရတယ်။ဥပမာဆိုလို့ရှိရင်မင်းကင်းမှာတနေ့ကိုပတ်ဆက်ဘလောက်ဝင်လဲ။တပိတ်ချင်းမှာတလောက်ပတ်ဆက်ဘလောက်ဝင်လဲ။ ရှင်းနေမြတ်ဝမ်းမှာတလကိုပတ်စံဘလောက်ဝင်လဲဗရပြားလေးတစ်လုံးထုတ်ရောင်းလိုက်လို့ရှင်ပတ်စံဘလောက်ဝင်လဲကြောက်စိမ့်လက်ကောက်လေးတကွင်းကဒေါ်လာဘယ်နှတန်းတန်လဲဒါမျိုးတွေကျွန်တော်တို့ကြားနေတာပဲရွှေဆိုရင်တလကိုပိတ်သက်ခြင်းကဘလောက်ဆိုတဲ့ဟာလေးဒီလိုမျိုးတွေကကျွန်တော်တို့အများအားကြားနေတာသိနေရမြေပြားတိုင်းနေကျွန်တော်တို့သိနေရပါအဲ့တော့တကယ်လို့သာဒီဟာတွေကိုတာဝန်ယူပါမယ်ဆိုပြီးတော့အမခံရတဲ့ဒီအဖွဲ့တွေက အညာဒေသမှာရရှိတဲ့အခွန်နေအောက်တွေကိုစနစ်တကျနော်စီမံခန့်ခွဲခဲ့မယ်တခါအညာဒေသမှာသွေးခွေရေးမဟုတ်ဘဲနဲ့စီလုံးညီညွတ်ရေးကိုစနစ်တကျလုပ်ခဲ့မယ်ဆိုရင်ဒီနေ့အညာဒီတစ်ချက်ရှိရောက်တယ်ဖြစ်ချင်တော့ကျွန်တော်တို့မျော်လင့်တဲ့ကြီးနဲ့ကျွန်တော်တို့ကိုယ်တိုင်ဝိုင်းလော်ခဲ့တဲ့နုကြီးဟာအညာကိုသစ္စာဖောက်ခဲ့တယ်လို့တော့ပြောလို့ရတယ် ။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ညီညွတ်ရေးကိုမလုပ်ဘူး။စီလုံးရေးကိုမလုပ်ဘူး။သွေးခွဲရေးနဲ့သွေးကွဲရေးကိုလုပ်တယ်။မိမိအာဏာရရှိရေးကိုလုပ်တယ်။အစုဖွဲ့စုစည်းမှုတွေနော်ကိုယ့်ရဲ့အုပ်စုကနေလွဲပြီးခြံစည်းရိုးခတ်နိုင်ငံရေးနဲ့အဲ့ဒါပဲလုပ်တယ်။လုပ်တဲ့အခါကျတော့ကျွန်တော်တို့အညာဒေသမှာကဒီထက်ပိုပြီးတော့နော်ရှေ့ကိုရောက်ပြီးအောင်မြင်ရမယ့်အစား เนาะซวยเสียดิဖြစ်ခဲ့တယ်ဒါဒီအရှိအမှန်တရားဖြစ်တယ်အဲ့တော့ဒါလေးဒီလက်ရှိအနေထားတွေဖြစ်တယ်ဆိုရင်ကျွန်တော်တို့တွေဒီတော်လိုင်းရေးကြီးအောင်ဖို့ကိုဘာတွေလုပ်သင့်ပါသလဲ ဲ့တော့ကျွန်တော်တို့ဒေါ်လာရေးကြီးအောင်ဖို့ဆိုရင်နော်ကျွန်တော်တို့ဒေါ်လာရေးကြီးအောင်ဖို့ဆိုလို့ရှိရင်ဒေါ်လာရေးကြီးအောင်ဖို့ဆိုလို့ရှိရင်ဒေဂျာရာတော့ကျွန်တော်တို့ကအင်အားတွေစုဖွဲ့ဖို့လိုတယ်ဟုတ်တယ်မလားစီလုံးညီညွတ်ဖို့လိုတယ်တပ်ပေါင်းစုတွေဖွဲ့ဖို့လိုတယ်မဟာမိတ်တွေဖွဲ့ဖို့လိုတယ်ဒါကိုကျွန်တော်ပြည်သူတွေသဘောတူလားတူတယ်နော်ပါဠိစကားပါ ဥဇိုကလေးနရိုင်းနော်နာဒမောနော်အဲ့တော့ဟုတ်ပြီအဖြေကရှိပြီပြီကျွန်တော်တို့ကဒီတော်လိုင်းရေးကြီးကိုကျွန်တော်အမြဲတမ်းတင်ပြနေကြရှိတယ်နော်ကျွန်တော်ဒီတော်လိုင်းရေးကြီးကိုအောင်ဖို့နီလန်းများကိုအောင်ဖို့လုပ်နိုင်သူများ ਨੇ အောင်မြင်အောင်အချိန်နဲ့တပြေးညီလုပ်ရမှာဆိုကျွန်တော်တို့ကအောင်ဖို့လုပ်နိုင်သူတွေကိုရှာဖို့မလိုဘူးလားဒီတော်လိုင်းရေးကြီးကို မအောင်မြင်အောင်မြင်လို့ရမှာကျွန်တော်တို့ရဲ့တာဝန်မဟုတ်ဘူးလားအဲ့တော့ကျွန်တော်တို့ဒီတော်လဲကြီးအောင်မြင်မှုဆိုအောင်မှုနီးလန်းလေးကိုကျွန်တော်တို့ရဲ့ရှာဖွေရမှာမဟုတ်ဘူးလားအဲ့တော့ကျွန်တော်တို့တော်လဲကြီးရဲ့အောင်မှုနီးလန်းလေးထဲမှာတပ်ပေါင်းစုတွေမဟာမိတ်ဖွဲ့စည်းရေးစစ်အောင်နိုင်ရေးတွေဒါတွေကအရေးမကြီးဘူးလားစစ်အနိုင်တိုက်ရေးကအရေးမကြီးဘူးလား ဲ့တော့ဓာရီကိုလုတ်နိုင်မဲ့သူတွေအရေးမကြီးဘူးလားမလိုအပ်ဘူးလားဓာရီကိုလုတ်ဖို့စုစည်းတဲ့သူတွေအဖွဲ့အစည်းတွေမလိုအပ်ဘူးလားလိုအပ်တာပေါ့နော်လိုအပ်တာပေါ့အဲ့တော့ကျွန်တော်တို့တွေစုစည်းသွားမှာကျွန်တော်တို့တွေတပ်ပေါင်းစုတွေဖွဲ့မှာကျွန်တော်တို့တွေမဟာမိတ်တွေဖြစ်မှာကျွန်တော်တို့တွေစီးလုံးညီညွတ်ရမှာကိုမလိုလားတာဘယ်သူတွေဖြစ်မှာ ယေຊုမြတ်ကြီးတမတယ်မိုင်ဆွန်ခပါမိုင်ဆွန်ခပါနော်ရိုဇီအောရိုဇီအောနော်ရိုဇီအောဟုတ်ကဲ့ပါရိုဇီအောပါကျွန်တော်တို့တွေတပေါင်းစုတွေဖွဲ့လာမှာကိုမလုံလားတာဘယ်လိုရှိပါလဲကျွန်တော်တို့တွေညီညွတ်မှာစီလုံးမှာကိုမလုံလားတာဘယ်လိုရှိမှာဒီကြရဘော မာလာဂျမ်ပစတန်နဲ့ဆက်အာနာရှင်အဒိုင်ဝိုင်ယူကိုက်ခွေးလေးတွေပေါ့ဒါမလို့ရှင်လေအဲ့ဒီမာလာဂျမ်ပစတက်ကလက်သက်ပြီးတော့မွေးပြီးတော့အယူကျွေးထားတဲ့မြုပ်ကောင်ဒလန်ဒီတချူတွေကတော့ဘယ်လိုလာမှလဲဟုတ်တယ်ဟုတ်ဟုတ်တယ်ဟုတ်ဘယ်လိုလာမှလဲအဲ့တော့6800ဇာတိဘယ်လိုလာမှလဲနော် ဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ဒီဒါဒီလက်ရှိမြေပြင်အနေထားပါနော်မြေပြင်အနေထားပါအဲ့တော့ဒီဒေါ်လာရေးကြီးအောင်မှုလို့အတွက်ဘာတွေလို့လဲတပ်ပေါင်းစုတွေဖွဲ့ရမယ်မဟာမိတ်တွေဖွဲ့ရမယ်နော်တခါစီးလုံးညီညွတ်ရေးတွေ မဟာမိတ်တွေမိတ်ခွတ်တွေကျွန်တော်လို့ရမယ်။ဘာအတွက်လဲ။စစ်အနိုင်တတ်ရေးစစ်အောင်နိုင်ရေးဒီတွာအဲ့တော့ဒီဟာကအရေးကြီးတယ်ဆိုတာသိပြီဆိုရင်ဒါကိုလုပ်တဲ့သူတွေမလိုဘူးလားဒါကိုလုပ်မဲ့လူတွေအဖွဲ့အစည်းတွေမလိုအပ်ဘူးလား အောင်ဆောင်ခလိုင်းအောင်ဆောင်ခလိုင်းနော်လူလာဗောနော်ဟုတ်တယ်ဟုတ်အခုဒေါ်လာရေးကြီးမှာကွက်လက်ဖြစ်နေတဲ့ဟာကျွန်တော်တို့တွေချိတ်ဆက်မဲ့ຢာကဘာလဲဘာလဲမိဖတ်မဟာမိတ်ဆက်ဆံရေးတွေအတွက်တပ်ပေါင်းစုဖွဲ့နိုင်မှု နော်တပ်ပေါင်းစုဖွဲ့နိုင်ဖို့တာလီစွားပါနော်တာလီစွားပါအဲ့တော့ဒီလိုမျိုးလုပ်ဖို့ကြိုးစားလာတဲ့လူတွေအကုန်လုံးကိုမလိုအပ်ဘူးလားခင်ဗျားလည်းလုပ်ဖို့လိုတယ်ကျွန်တော်လည်းလုပ်ဖို့လိုတယ်အားလုံးလုပ်ဖို့လိုတယ်တခါအဲ့လိုမျိုးလူတအူးချင်းရနေပြီးတော့စုဖွဲ့ပြီးတော့ကြိုးစားလာတဲ့အစုအဖွဲ့တွေအဖွဲ့စည်းတွေမလိုအပ်ဘူးလားအဲ့တော့ ဒီဒေါ်လာရေးကြီးမှာဘာဖြစ်တယ်လဲဆိုတော့အခုလောလောဆယ်လူတွေကိုသွားပြီးတော့မေးကြည့်ကြည့်လိုက်နော်သွားပြီးတော့မေးကြည့်ကြည့်လိုက်ဒေါ်လာရေးမှာတပ်ပေါင်းစုလို့လားဟာလူတွေဒေါ်လာရေးမှာမဟာမိတ်လို့လားဟာလူတွေဒေါ်လာရေးကိုစစ်အောင်နိုင်ဖို့အရေးမကြီးလားဟာအရေးကြီးရဲ့ကွာအရေးကြီးရဲ့ကွာဒေါ်လာရေးမှာမိတ်ဖက်ဆက်ဆံရေးတွေမလို့လားလူလားဗော့ နော်လူလာဖို့ပါဠိစွာပါကျေးဇူးအများကြီးတင်ပါတယ်နော်လူလာဖို့ရန်ကန်စီးပြောက်ဖို့မလိုတာဟာလိုတယ်လူလာဖို့အဲ့တော့တပ်ပေါင်းစုကိုဘယ်သူကဥစားပါလဲအခင်ဗျားလို့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 ခင်ဗျားတပ်ပေါင်းစုဥစားပါလားခင်ဗျားညီညွတ်ရေးကိုဥစားပါလားခင်ဗျားစီးလုံးညီညွတ်ရေးကိုလုပ်ပါလား အဲ့ကကြရင်လူများစုကဘာဖြစ်သွားလဲဆိုတော့ No 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 ကျွန်တော်တော့မလုပ်ဘူးတခြားသူလုပ်လိမ့်မယ် No 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 ခင်ဗျားမလုပ်ရင်ဘယ်သူလုပ်မှာလဲအဲ့ဆိုလုပ်နိုင်တဲ့သူကိုလက်ညှိုးထိုးပြဘယ်သူတော့လုပ်ပါဘယ်သူတော့လုပ်ပါလက်ညှိုးထိုးပြ ကိုမလုံနိုင်တာကိုသူများလုံမယ်ဆိုရင်ရောခင်ဗျားကထောက်ခံမဲ့သူလားဘေးတိုင်းခုပြောမယ်သူလားအဲ့တော့အဲ့တော့ဒီတော်လိုင်းကြီးမှာတပ်ပေါင်းစုတွေဖွဲ့ဖို့လိုတယ်ဆိုတာအလုံးသိတယ်မဟာမိတ်တွေလိုတယ်ဆိုတာအလုံးသိရယ်စုဖွဲ့မှုတွေလိုတယ်ဆိုတာအလုံးသိရယ် စုစည်းရေးညီညွတ်ရေးလုပ်ဖို့လိုတယ်ဆိုတာအလုံးသိတယ်တိုးတော်တိုးတော်ဒီလိုမျိုးလှုပ်လာဖို့ကိုကိုကိုတိုင်းရှင်းထွက်လာဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်အများအားပြောနေတာကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ခင်ဗျားလည်းလှုပ်ရမယ်ကျွန်တော်လည်းသွားလှုပ်ရမယ်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်အားလုံးပါတောင်းဝန်ရှိတယ်အဲ့တော့ ဒီဒေါ်လာရေးမှာကစစ်ကောင်စီရဲ့ဝါဒဖြန့်ချီရန်ရားတွေမြုပ်ကောင်းတဲ့ဇူရီဒလန်တွေကဘာလို့မလဲဘေးထိုင်ဘူးပြောဝိုင်းမလို့ဆဆရက်ကပဲလို့ရှိသမျှကိုအပြတ်ပြောပြည်သူတွေကိုစိတ်တချအောင်လို့အဲ့လိုမျိုးတော့ရင်းနဲ့ပါဝင်တဲ့ရဲဘော်တွေပြည်သူတွေတစ်ပြေးနဲ့လုံပါပါလုံပါဝါပ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 ြီးအချိန်တိုင်း1988တုန်းက ပုံစံမျိုးနဲ့ပြန်ဖြစ်ပြီးတော့ဒီလိုမျိုးပုံစံကိုလှုပ်ဖို့ကြိုးစားတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကခမည်းမလို့ဘယ်သူလုံးမှာလဲ။အဲ့တော့ဟုတ်ပြီကပ်ပေါင်းစုဖွဲ့ဖို့ညီညွတ်ရေးလှုပ်ဖို့မဟာမိတ်ဖွဲ့ဖို့အေးကောင်းတဲ့ရှင်အေးကောင်းတဲ့ရပါလဲဆိုဟုတ်ပြီဒါကိုစောင့်နေခဲ့ကြတယ်ခိုးလူလှုပ်ပါဒီလူလှုပ်ပါ ကျွန်တော်တို့အကုန်လုံးကဝိုင်းပြီးတော့ပြောခဲ့ကြလုပ်ခဲ့ကြစောင့်ခဲ့ကြတယ်သို့သော coming forward coming together မဖြစ်လာသေးတဲ့အခါကျတော့ညီညွတ်ရေးကိုလုပ်မယ်စေနိုင်ကြရေးကိုလုပ်မယ်တပ်ပေါင်းစုဖွဲ့မယ်ဆိုပြီးတော့နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု nationwide revolutionary alliance အန်အာရီဆိုပြီးတော့ယနေ့ပေါ်ပေါက်လာခဲ့တယ်။ပြောချင်တာကစောင့်ရင်းစောင့်ရင်းစောင့်ရင်းနဲ့မိုးလင်းတော့မယ်။ဟိုလူလောက်ပါလားဒီလူလောက်ပါလားငါတော့ဝိုင်းမလုပ်ဘူးဆိုတဲ့သူတွေအပြင်းကိုဟာတပေါင်းစုတော့လိုတယ်။ဟာမဟာမိတ်တော့လိုတယ်။ငါတော့ဝိုင်းမလုပ်ဘူး။အာငါတော့ဝိုင်းမလုပ်တဲ့အပြင်ကုညီလားဆိုတော့ငါလည်းမကူညီဘူး။ မကူညီမနှောက်ရှက်လားဆိုတော့မဟုတ်နှောက်ရှက်တယ်ဘေးထိုင်ဘူးပြောဝမ်းမလို့ဆက်ဆက်ရက်ကပဲလုဒါမျိုးခင်ဗျာဘလောက်ကြည့်အောင်အဲ့ဆက်ဆက်ရက်ကကြီးကြီးကအဲ့ကောင်ကြီးအများစုတော့စစ်ကောင်စီရဲ့မြုပ်ထားတဲ့မြုပ်ကောင်ကြီးမိုးလို့ဖြစ်ပေါ်များတယ်ဘာပြောလဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအင်္ဂလိပ်လိုကြတော့ Nationwide Revolutionary Alliance NRA ဆိုပြီးတော့ပေါ်လာတဲ့အခါကျတော့အဲ့ဒီဆက်ဆက်ရက်ကတွေကဘာပြောလဲဆိုတော့ BNR နဲ့စင်တူရုံးမရှိဖြစ်အောင်လို့ရှေ့ကဘီလေးပြုတ်ပြီးတော့ NR ဆိုပြီးတော့လုတ်တယ်တောက်တလွဲအုံနာအဲ့လိုမျိုးပြောတဲ့အုံနာကိုလေရှွန်မန်ဟာဗီယာဒီ NR ဆိုတဲ့နာမည်ဖြစ်လာဖို့အရေးတော်မှချွေးတတိကြအောင်ဆွေးနွေးခဲ့ရတာရှေ့ကဗမာရီမြန်မာရီတော့မထည့်ဘူးပြအောက်မလီအချိန်ပေါင်းများစွာကိုပေးခဲ့ရတာဟာဒီလိုဆိုရင်တော့ဒီလိုဖြစ်မယ်ဒီလိုဆိုရင်တော့ဒီလိုဖြစ်မယ်အကောင်လုံးတွေရှောင်း တနိုင်ငံလုံးလဲလွှမ်းခြုံဆိုတဲ့ပုံစံမျိုးနဲ့ NRD ဆိုတာဖြစ်လာတာအဲ့ဒီအချိန်မှာ BNRD နဲ့သွားပြီးတော့ရှေ့က B တလုံးပြုတ်လာမပြုတ်လာတော့မစင်းစားမိခဲ့အဲ့လိုစဉ်းစားခဲ့ပြီလို့ရှိရင်လည်း NRD ဆိုတဲ့နာမည်ဖြစ်ချင်ပါလဲဖြစ်မှာဒါပေမဲ့ခုနကရွှတ်မှန်ထားတဲ့အုံနောက်တင်နေအဲ့လိုပြောတဲ့လူတွေကပြောဟာခင်ဗျာစဉ်းစားကြည့်ခင်ဗျာစဉ်းစားကြည့်ဒီတော်လေးအဘိုးတပောင်းစုမလုပ်လားလူတွေမမိတ်မလုပ်လားလူတွေစင့်နိုင်ကြရင်မလုပ်လားလူတွေ ခမရလို့ဆိုတော့ကျွန်တော်မပါကျွန်တော်မပါဘူးအေးအဲ့လိုမျိုးစူးပွဲဖို့တွေကြိုးစားတဲ့အချိန်ကျတော့ live ပေါ်မှာတက်ပြီးတော့လှုပ်ဝက်သတင်းတွေကိုတက်ပြီးတော့ဟာဒီဘယ်တော့မှအောင်မှာမဟုတ်ပါဘူးဘလို့မှလည်းဖြစ်လာမှာမဟုတ်ပြီးတော့အပြက်အပြက်တွေပြောတဲ့လူငန်းသွားတွေလည်းရှိတယ်ဟဲ့စဉ်းစားကြည့်